ဏိတောင်းတဲ့ကရဆိုတာ wise attention ပဲအသိပညာနဲ့စဉ္ညာစဉ်းစားတတ်မှုမှန်ကန်တဲ့နှလုံးသွင်းယောနိတောဆိုတာမှန်ကန်တဲ့နည်းနဲ့နှလုံးသွင်းတာပြောရမယ်ဆိုလို့ရှိရင်ယောနိတောနဲ့ဒီကရဆိုတာကုသဖြစ်အောင်နှလုံးသွင်းတတ်ဖို့နှလုံးသွင်းမှယောနိတောနဲ့ဒီကရဖြစ်တယ်ဥပမာမယ်အာယုန်လေးတစ်ခုတွေ့တဲ့အခါမှာနှလုံးသွင်းမှုကိုကြည့် ကိုနဲ့မတဲတဲ့ပုဂ္ဂိုလ်တရားကိုမျက်စိနဲ့မြင်လိုက်ပြီဆိုတဲ့အခါမှာမမမကန်နှလုံးသွင်းလို့ရှိရင်ဘာတွေဖြစ်လာလို့ဆိုဒေါသတွေဖြစ်လာဒေါသတွေဖြစ်လာမတဲတဲ့လူနဲ့တွေးလိုက်တာနဲ့ဒေါသတွေဖြစ်လာအဲ့ဒါဘာလို့ဒေါသဖြစ်လဲဆိုရင်အာရဏိတောမနတိကာရဘာတွေတွေးမိတော့ဆိုလို့ရှိရင်တစ်ချိန်လုံးကသူနဲ့ အစင်မပြေခဲ့တာတွေကခေါင်းထဲမှာတတိကြီးပေါ်လာပြီးတော့ဒေါသတွေဖြစ်တာပဲပေါ့ဟောအဲ့ဒီပုံကိုယ်ကိုပဲယောနိတောင်နဲ့ဒီကာရနဲ့စဉ်းစားလိုက်မယ်ဆိုလို့ရှိရင်အိုးသူ့ကိုဒေါသဖြစ်နေလို့လဲဘာကြိုးထုမှလဲသူလည်းသူ့ကံနဲ့သူပဲငါလည်းငါကံနဲ့ငါပဲငါတဏ္ဍမှာအကုသိုလ်ဖြစ်ရင်မသိဘူးအကုသိုလ်ဖြစ်ရင်ငါပဲဒုက္ခရောက်မှာပဲဒီလိုတွေးလိုက်လို့ရှိရင်အကုသိုလ်ဆိုမလားတော့ဒါလက်တွေ့ကျင့်သုံးတာလို့ခေါ် ဆိုလိုတာကဒီလိုတွေးရင်အကုသိုလ်ဟိုလိုတွေးရင်အကုသိုလ်မဖြစ်ဘူးဟုတ်ဒါကြောင့်မို့တွေးပုံတွေးနည်းဟာမျိုးမျိုးရှိတယ်မြင်ပုံမြင်နည်းဟာမျိုးမျိုးရှိတယ်အကုသိုလ်ဖြစ်မဲ့အမြင်နဲ့မတွေးနဲ့ဆိုလိုတာကလူတယောက်ကို တွေးပြီဆိုတဲ့အခါကျတော့အပြစ်မြင်နဲ့အမြင်မျိုးနဲ့မတွေးနဲ့ဟုတ်မေတ္တာတက်ဝင်ပြီးတော့မြင်တဲ့အမြင်မျိုးနဲ့တွေးဖို့လိုအပ်တယ် အဲ့ဒါလို့မတွေးဘူးဆိုလို့ရှိရင်တော့အကုသို့ကဝင်လာမှာပဲပေါ့တချို့လမ်းသွားရင်ပဲအလို့လျောက်တလန်းတော့အကုသို့တွေဖြစ်သွားတဲ့လူတွေလည်းအများကြီးပဲလေကုသို့ဖြစ်တဲ့လူလည်းရှိတယ်အကုသို့ဖြစ်တဲ့လူလည်းရှိကားမောင်းသွားရင်တမပဲအကုသို့ဖြစ်တဲ့လူတွေအများကြီးကိုရှင်ကကြော်တက်သွားတာတို့ဟုတ်လားကိုရှင်ကဖြတ်သွားတာတို့ဆိုလို့ရှိရင်အကုသို့တွေဖြစ်ကြတ အဲ့တော့ကုသဖြစ်အောင်ဘယ်လိုစဉ်းစားရမလို့ဆိုအဲ့ဒါတွေကိုနှလုံးမသွင်းမဲ့နေတာလည်းပဲကုသဖြစ်နိုင်တယ်။နောက်တနည်းကတော့တိခဏ်ခြင်းခွင့်လွှတ်ခြင်းဆိုတာလည်းပဲကုသဖြစ်စေနိုင်တဲ့အရာတစ်ခုပဲပေါ့။နောက်တစ်ခုကတော့အပြစ်ဆိုတာကို မရှုပဲနဲ့အဲ့ဒီကိစ္စတွေကိုမစင်ခြင်းမစင်စားပဲနဲ့ကို့မှာနှလုံးသွင်းတရားလေးတစ်ခုနဲ့ပဲသွားနေလို့ရှိရင်လည်းပဲ အပြစ်ဆိုတာမဖြစ်နိုင်ဘူးပေါ့အဲ့တော့အာဟုတုဆိုတာဟာ မသိမတဲ့နှလုံးသွင်းမှဖြစ်တာဖြစ်တယ်ဗရိယာဆရာတော်ကြီးနှလုံးသွင်းနှလုံးပေါ့ဗရိယာဆရာတော်ဆိုတာမင်းတို့မင်းလက်ထက်ကတိခံစိတ်အလွန်များတယ်လို့ပြောတယ်ဘယ်ဘက်ဖြစ်ဖြစ်ဆရာတော်ကြီးကအကောင်းဘက်ကကြည့်ပြီးတော့နှလုံးသွင်းတတ်တာသမင်းပြောပြောလေးချက်ကတ်လို့ရှင်လဲဟေးဝါရတာတက်တာလားပေါ့ဒီကနေ့ မလေးချက်တွေးလို့ရှင်လဲတောင်းတော့စားရတာပေါ့လို့ဒီလိုတွေးတယ်။စားငံလို့ရှင်လဲအစာကြေးတာပေါ့။စားစားငံလို့ရှင်လဲအစာကြေးတာပေါ့။စားပေါ့လို့ရှင်လဲပဲရင်ငတ်သက်တာတာပေါ့။ဒီလိုပဲတွေးတယ်။အဲ့တော့အကောင်းဘက်ကနေလှည့်တွေးလို့ရှင်ကိုယ်မှာကုအာဟုတုဆံမဖြစ်တော့။အဲ့ဒါမျိုးကိုဆိုလိုတာယောနိတော်မနတိကာရလို့ဆိုတာ။အဲ့တော့ယောနိတော်မနတိကာရမှာမရှိဘူးဆိုလို့ရှင်အာဟုတုဆိုတာဖြစ်လာနိုင် ဒီတိုင်းကြောင့်မလို့မမိတ်မလျော်ဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာကိုယ့်ကိုယ်ကိုတတိထားပြီးတော့ကိုယ်စိတ်ထဲမှာကုသိုလ်ဖြစ်တာလားအကုသိုလ်ဖြစ်တာလားဆိုတာအမြဲတမ်းအကဲခတ်ပြီးတော့ဆန်းစစ်တဲ့နေပေါ့အကုသိုလ်ဖြစ်တာကိုသိတာနဲ့တကြိုင်နဲ့ရှစ်ဆက်မဖြစ်အောင်ဟန်တာဖို့လိုအပ်တယ်